ဟုတ်ကဲ့ပါ SIF platform ကိုဘယ်တော့လောက်စပြီးတုံးလို့ရနိုင်မလဲဆိုတာကိုအကို Jack နည်းနည်းလောက်ဆွေးနွေးပြလို့ရမလား SIF platform နဲ့ပတ်သက်ပြီးတော့ဗောနော်ဘယ်ချင်းအသုံးပြုလို့ရမလဲဆိုတာကတော့ကျွန်တော်တို့ဒီ program ပို့ချတဲ့ဒီလိုအပ်တဲ့အချက်လက်တွေဗောနော်လိုအပ်တဲ့ချက်လက်တွေလိုအပ်တဲ့ပြင်ဆင်မှုတွေဆောင်ရွက်နေရတာဖြစ်တဲ့အတွက်ကျွန်တော်ဖြတ်တန်းရမယ်ကာလပိုင်းခြား၃ခုရှိတယ်လို့ကျွန်တော်အရင်ဆုံး ဖပြခြင်းနဲ့ SIM ကိုအရင်ဆုံးအကောင့်ထဲပေါ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်ရတဲ့ preparation stage တခုရှိတယ်နော်ဒီနေရာမှာ SIF ရဲ့မူတွေဥပါဒတွေလုပ်မဲ့ program တွေပြီးတော့ပါဝင်မဲ့ team structure တွေ business plan တွေရအစပေါ့နော်ကျွန်တော်တို့အရင်ဆုံး foundation အဆင့်ကိုချမှတ်ရတယ်ဒီဆောက်ရတယ်အခြေအခြေလဲဆွေးနွေးရတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ အ SIF ဟိုဘယ်လိုပုံစံမျိုးနဲ့ဒီဒီဟောပေါ့နော် branding marketing လောက်သွားမလဲဆိုရဲအားမျိုးတွေရှိတယ်အခုကျွန်တော်တို့ဒီ social media မှာခြေကုပ်ယူဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဘယ် channel တွေကနေအသုံးပြုသွားမလဲဆိုတာမျိုးတွေကိုဟိုပြင်ဆင်ရတယ်အဲပြီးတော့ကျွန်တော်တို့အဓိကအကြဆုံး SIF ကနေသင်ကြားပို့ချသွားမယ်ဒီသင်တန်းတွေကသင်ရိုးညွှန်းတန်းတွေဟို syllabus တွေဆွဲရတယ်ပေါ့နော် အဲ့တော့ဒီလိုမျိုးပြင်ဆင်မှုအပိုင်းတွေကိုကျွန်တော်တို့ပြီးခဲ့တဲ့3လကျော်လောက်အချိန်ယူပြင်ဆင်ထားတယ်ပြီးတော့အရေးကြီးဆုံးအချက်ကကျွန်တော်တို့ SIF ရဲ့ platform ကဒါ learning management system လို့ခေါ်တဲ့ကိုယ်တိုင်ကိုယ်ကျချိန်မရွေးဟို self paced နဲ့လေးလာလို့ရမယ် online website တည်ဆောက်ရတာဖြစ်တဲ့အတွက်ဒီအတွက်ကိုလည်းစောင့်ရွက်ရတဲ့ technical ဘိုင်းဆိုင်ရာပြင်ဆင်မှုတွေအများကြီးအများကြီးကျွန်တော်တို့လုပ်ရတယ်ပေါ့နော် ခုကျွန်တော်ပြောတဲ့ဒီ preparation stage ဟိုပထမအဆင့်မှာတော့ကျွန်တော်တို့ဟိုအနေဆုံးလိုအပ်တဲ့တင်ဆင်ဆောင်ရွက်မှုတွေပြီးဆုံးသွားပြီလို့ပြောလို့ရတယ်နောက်ထပ်တစ်ဆင့်ကဒီကျွန်တော်တို့ preparation ပြီးသွားပြီဖြစ်တဲ့အတွက်အလိုမျိုးကျွန်တော်တို့အားလီအစောဆုံး deliver လုပ်မလဲဆိုတော့ဒုတိယအဆင့်ပေါ့နော်ဒါကဒီကျွန်တော်ပို့ပြီး focus လုပ်ရမယ့် area တစ်ခုကကျွန်တော်တို့ SIF platform မှာ တင်ကြားပို့ချသွားမယ် program တွေတက်ရောက်တင်ကြားကြမယ်တင်နန်းသားတွေအနေနဲ့အဆင်ပြေပြေပြီးဆုံးအောင်ဒီ user experience အပိုင်းတွေကိုကျွန်တော်တို့စမ်းသပ်လုံဆောင်ရမယ်အဆင်တွေဖြတ်သားရမယ်ပေါ့နော်ကျွန်တော်တို့ဥပပေါင်းဆောင်ရွက်နေတဲ့ဒီ payment integration အပိုင်းတွေ program level အရာကျွန်တော်တို့တင်ကြားပို့ချမယ် instructor တွေဆရာဆရာမတွေပါဝင် ကျွန်တော်တို့အတိမန်ပြုမှုပိုင်းဆိုင်ရာတော့ဥပပေါင်းရမယ် ီဝိဖန်ဖွဲ့စည်းတွေအစိုးရခန္ဓာတွေနဲ့လည်းဒီပြင်ဆင်ရမှုတွေအခြေလက်ဆွေးနွေးမှုတွေကိုအများကြီးဒီဖြတ်တန်းရအောင်ပဲပေါ့နော်ဒီဒုတိယဆောင်ရွက်မယ့်အဆင့်မှာဗီတာတက်စတင်လုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ platform အကျိုးမိတ်ဆက်အတွက်ကျွန်တော်တို့ security pass တွေပြီးတော့ integration တွေအများကြီးစမ်းသပ်မှုတွေလုပ်ရမယ်။ဒါမှသာလျှင် ကျွန်တော်တို့ beta launch ကို စပြီးအကောင့်တွေဖွင့်နိုင်ပြီပေါ့နော်နောက်ဆုံးအဆင့်မှာကျွန်တော်တို့ official launch လုပ်ပြီးတော့ဒီ SIR platform ကိုဟိုတရားဝင်မိတ်ဆက်မယ်ဆိုတဲ့အဆင့်မျိုးရှိမယ်ဒီမှာကျွန်တော်တို့အနေနဲ့ program ဖိုးချမှုအပိုင်းမှာဒီ pathway 3မျိုးခုပေါ့နော်ဒီ certification pathway လို့ခေါ်တဲ့ဟိုဒီတန်းနဲ့သက်ဆိုင်တဲ့ program တွေက foundation အဆင့်ရှိမယ် ပြီးတော့ intermediate အဆင့်ရှိမယ် advanced အဆင့်ရှိမယ်ပေါ့ဆိုတော့ဒီ level 3မျိုးနဲ့ကျွန်တော်တို့ certification pathway အဖြစ်နဲ့ဒါ full launch ကိုမိတ်ဆက်သွားမယ်ဒီ full launch ထဲမှာကျွန်တော်တို့ဒီ STP နဲ့ချိတ်ဆက်ပြီးတော့ဟိုဆောင်ရွက်ရမယ်ဒီ payment gateway API တွေ link လောက်တာမျိုးတွေဒါ face by face ကျွန်တော်တို့သွားမယ်ဆိုတော့ဒီအားနဲ့မပြီးသေးဘူးပေါ့နော်ကျွန်တော်တို့နောက် SIF ကိုအောင်မြင်မြင် official launch ပြီးတာနဲ့နောက်ထပ်ပို့ပြီး develop လုပ်သွားမယ် product development cycle တွေအများကြီးရှိသေးတယ်ပေါ့နော်ဆိုတော့အကြမ်းပြင်းကျွန်တော်ဒီ stage 3ဆင့်ကိုကျွန်တော်ဖြတ်တန်းရမယ်ကျွန်တော်အနေနဲ့ timeline အဖြစ် promise အတိအကျမပေးနိုင်ပေမဲ့ဒီကျွန်တော်တို့ SIF platform ကိုစတင်အသုံးပြုလို့ရမယ်ဒီ beta အဆင့်ဆိုလို့ရှိရင်ဒီနှစ်ကို December ပိုင်းမှာ ဟိုဖြစ်မယ်ပေါ့နော်ပြီးရင်နောက်နှစ်2026ဒီ quarter 1မှာ official launch ဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်သွားမယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တင်ကောင်းပါခြင်းနဲ့အဲ့တော့အလားတူပဲဒီလိုမျိုးကျွန်တော်တို့ဖြတ်သန်းရမယ့်အဆင့်၃ဆင့်မှာဒီ SIF မှာတင် जा ပို့ချသွားမယ် program အနေနဲ့ပေါ့နော် program delivery format phase ၃မျိုးချန်ပြင်းနားလည်လို့ရမယ်ဥပမာကျွန်တော်အနေနဲ့ ABC လို့ပဲပေးရမယ်ဆိုလို့ရှိရင် face a မှာအခုကျွန်တော်တို့ပြောနေတဲ့ဒီ SIF အကြောင်းမိတ်ဆက်တဲ့ video လိုမျိုး community call လိုမျိုး SIF မှာပါဝင်သွားမဲ့ဒီ cost တွေကိုကျွန်တော် workshop ပုံစံမျိုး webinar ပုံစံမျိုးနဲ့ zoom သင်တန်းပုံစံနဲ့ပေါ့နော်ဒါ online ကနေအခမဲ့ပို့ချသွားဖို့ရှိတယ်ဒီ workshop တွေနဲ့ပတ်သက်ပြီးတော့လည်းဒီကျွန်တော်တို့ social channel တွေကနေသင်အချိန်နဲ့တပြေးညီညညာပေးသွားမယ်ပေါ့နော်နောက်ထပ် phase B အနေနဲ့ပေါ့နော်ခုနကကျွန်တော်ရှင်းပြသလိုကျွန်တော်တို့ရဲ့ဒီ development timeline အရာဆိုလို့ရှိရင် SIF ရဲ့ platform website ကနေတစ်စင်းကိုပိုင်အကောင့်တွေဖွင့်ပြီးတော့လွယ်လွယ်ကူကူကိုတက်ချင်တဲ့သင်တန်းတွေရွေးချယ်တက်ရောက်ပြီးတော့ certificate တွေဒါအစင်လိုက်ပေါ့နော် level လိုက်ကိုရယူနိုင်မယ်ဒီ phase ဖြစ်တယ်ဒီကဒီမှာတစ်စင်းဒါဒီ upgrade တွေအများကြီးလုပ်သွားမယ်ပေါ့နော်နောက်ဆုံးဒီ program delivery phase C အနေနဲ့ပေါ့နော်ဒီကျွန်တော်တို့ LMS မှာသင်ကြားစီးပူးနေတဲ့ဒီအကြောင်းသူအကြောင်းသားတွေသင်တန်းသားတွေအနေနဲ့သူရဲ့ performance အလိုက်ပေါ့နော်ကောင်းရင်ကောင်းသလိုဒါတကယ်ကိုဒီကျွန်တော်ပြုစုပြောင်းထောင်လာတဲ့ပညာရက်တွေကိုပြန်လည်အသုံးချနိုင်အလားအလာရှိတဲ့ကျောင်းသားတွေကိုကျွန်တော်တို့ကဒီ internship program တွေ mentorship တွေထိစပ်ပြီးတော့ဒါလုပ်ပေးသွားဖို့ရှိတယ် နောက်ပြီးကျွန်တော်တို့ဒီ startup incubation အပိုင်းနေအထီလိုပါတက်လန်းသွားမယ်ဆိုပြီးတော့ကျွန်တော်တို့ဒါ roadmap မှာရည်ရွယ်ထားပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်